exterior and interior နေတစ်ခုရဲ့ design ဆိုတာအပြင်ပန်းဖော်ရှိုးအလှထက်ပုံမိုနှက်ဆိုင်မှုတွေရှိပါတယ်နေထိုင်သူများရဲ့ဘဝနဲ့ပတ်ဝန်းကျင်ကိုပုံဖော်ပေးရမှာအဓိကကျတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ exterior အပြင်ပိုင်းနဲ့ interior အတွင်းပိုင်းဆိုပြီးရှိပါတယ် exterior လူအများကြီးပထမဆုံးဆွဲဆောင်မှုကိုအပြင်ပိုင်းကစတင်ဖွင့်လှစ်ပြတယ်ဒါကြောင့်ပတ်ဝန်းကျင်နဲ့တဟဆာတစ်ဖြစ်အောင်ပေါင်းစပ်ဖို့ကအပြင်ပိုင်းအတွက်အဓိကပေါ်ပေါင်းစပ်နိုင်ဖို့အတွက် material coloring texture များကိုအလိုက်တင်သုံးပြီးအလပနဲ့ရာသီဥတုတန်ခံနိုင်ဖို့ကိုလည်းဆုံးဖြတ်ပေးတယ် interior အတွင်းပိုင်းမှာတော့နေထိုင်သူများအတွက်တက်တောင့်တက်တာရှိမှုနဲ့လွယ်ကူရိုးရှင်းစွာအသုံးပြုမှုကသာအဓိကဖြစ်စေပါတယ်။သဘာဝအလင်းရောင်ရှိမှု လေဝင်လေထွက်ကောင်းမှုမူပရိဘောကအပြင်ဆင်းနှင့်နေရာထားသူများသည်လည်းအတွင်ပိုင်းအနှစ်သာရကိုပေါ်လွင်အောင်ပုံဖော်ပေးပါတယ်။အပြင်နဲ့အတွင်ဒီဇိုင်းတွေဟာတတိချာစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုကဆက်ဆက်မှုရှိနေပါတယ်။အဆောက်အဦတစ်ခုရဲ့ဒီဇိုင်းဒီအပြင်ဘက်မှအတွင်ကိုချုံမွေစွာကူးပြောင်းနိုင်ပြီးနေထိုင်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးမှသာဒီဇိုင်းကောင်းလို့ထင်ပါတယ်။တင့်အိမ်ရဲ့ဒီဇိုင်းဒီတင့်ဘဝပုံစံကိုထင်ဟပ်စေပါတယ်။